Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့နီးပြဖြစ်တဲ့ MOing ကကျွန်တော်ဒီညကစားမယ်စူးစီးတဲ့ဘွယ်စင်တို့တင်းစာရှင်လင်းဘွယ်လောက်ထားတယ်ပေါ့နော်။အဲ့ဒါနေပတ်သက်တဲ့အကြောင်းအရာလေးကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ဆိုတော့ तू ကတော့လက်ရှိကျွန်တော်တို့ဒီညကစားမယ်စူးစီးတဲ့ဘွယ်မှာမပါနေတဲ့ကစားမိုက်နဲ့ပတ်သက်ပြီးတော့ तू update လုပ်သွားတယ်။ तू ဘာတွေပြောသွားလဲဆိုတော့မေဆန်မောင်းကပေါ့နော်စူးစီးတဲ့ဘွယ်စင်မှာရှင်ပါဝင်ကစားဖို့အတွက်တအားသူ့အတွက်ဆော်လုံးနေသေးတယ်။ လန်နီယူရူကလည်းပါကစဟိုပါဝင်ကစားနေမှာမဟုတ်တို့ဟယ်ရီမကွိုင်းရလည်းဒီပွဲမှာပါလာမှာမဟုတ်ဘူးဗောနော်ဒါပေမဲ့လို့တနင်းကနွေနေ့မှာကစားမဲ့ပွဲတွေမှာတော့သူ့ကိုဒီဟယ်ရီမကွိုင်းရတို့ဘာလို့ကိုပြန်ပြီးတော့ရွေးချယ်နေမယ်လို့သူညှို့လင့်ထားတယ်ဗောဥကာတီကတော့ဆူစီတဲ့နဲ့ပွဲစဉ်အသင်းရဲ့လူစင်းမှာပါဝင်လာမှာဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ်လန်နီယူရူရဲ့ injury ပြဿနာကရေရှည်နားရမဲ့ဒဏ်ရာမျိုးတွေကျွန်တော်မဟုတ်ဘူးဒီတပွဲထားပါတော့ဆူစီတဲ့နဲ့ပွဲတို့ပြီးလို့ရှင်နောက်ထပ်တပွဲလောက်တော့လွဲချော်နိုင်ခြင်းရှိတယ်ဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ ဒါဟာကျွန်တော်တို့ဒီမတိုင်ခင်သတင်းတွေမှာပြောခဲ့ကြသလိုပဲဒီမေဆန်မောင်းကပြန်လာပြီမဲ့လို့ချက်ချင်းပါနိုင်ဦးမှာကျွန်တော်မဟုတ်သေးဘူးယူရိုကလည်းအာဆင်နယ်နဲ့ပွဲမှာကလေးကပထမပိုင်းပြီးတော့လူစားမဖြစ်မြင်လဲလဲရတယ်ခေါင်းကြီးကလည်းပါဖို့မရှိသေးဘူးဆိုတော့ဥကာဒီတယောက်တော့ပဲကျွန်တော်ပြန်ပါနိုင်မယ်အသင်းရဲ့ကွင်းလေအတွက်တော့ကျွန်တော်တို့ဒါအများကြီးပူပြီးတော့ကောင်းလာမယ်ကစားမတယောက်လို့ပြောရမှာပေါ့ဥကာဒီကဘာလို့လဲဆိုတော့ Fernandez နဲ့ Casemiro ကမမင်းမနာမနီကစားနေရတာဗျာသူတမင် Bruno Fernandez ပေါ့နော်ဆိုတော့ကွင်းလေအားဖြည့်ဖို့က imminent လိုပါတယ် เนาะအထူးသဖြင့်ကျွန်တော်တို့ဒီ defensive midfielder ဆိုပိုတောင်လိုသေးတယ်စူးစီးတဲ့လူမျိုးဘောလုံးပိုင်ဆိုင်မှုနဲ့ကစားတာအင်မတန်ကောင်းတဲ့အသင်းမျိုးကိုတစ်ချိန်လုံးနီးပါးလိုက်လူနေရမယ့်အချိန်မျိုးကကိုယ်အသင်းမှာ physically ya strong ဖြစ်တဲ့ကစားမတွေ tackles ကောင်းတဲ့ကစားမတွေ juve ဆိုင်အားပါတဲ့ကစားမတွေကျွန်တော်လိုတယ်ပေါ့နော်ဆိုတော့ Lenny Yoro တို့ Harry Maguire တို့မပါနိုင်သေးဘူးဆိုတာမျိုးကအသင်းတော်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 ကိုတိုင်ပတ်စရာပါဆိုတော့ကျွန်တော်တို့ပြောကြသလိုပဲ Agent Heavenly အသင်းရဲ့လူစင်းတွေမှာပါဝင်လာဖို့အချိန်ကြီးများတယ်လို့ပဲကျွန်တော်ထင်တယ် ညီကတို့ရောဘလူမင်းရလဲ Eden Heaven ကိုဒီနေ့ပွဲမှာတွေ့ရလိမ့်မယ်လို့ညီကတို့ထင်ကြတယ်ရွေးချယ်စရာတော့အများကြီးမရှိပါဘူးနောက်တန်းကနော်ကျွန်တော်တို့မှ Lenny Euro မပါနိုင်ဘူး Magwan ရမပါနိုင်ဘူးဆိုတော့ Eden Heaven ကျွန်တော်ရှိမယ် Lindy Love ရှိမယ်ပြီးရင်ကျွန်တော် Delete ရှိမယ် Master Wee ရှိမယ်ဒါပဲ Master Wee ကို Win Back ကိုပို့ခြင်းနဲ့ဆိုကျွန်တော်တည်ကြလဲ Lindy Love ရဲ့ Delete ရဲ့ကျွန်တော်ဒီ OI ပဲကျွန်တော်ရှိမှာပဲ Heaven ရဲ့ပဲကျွန်တော်ရှိမှာဘလူဒီနီးပြပွဲထုတ်လာမယ်လို့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်ဆိုတော့နောက်ထပ်သတင်းစာရှင်းလင်းပွဲတွေမှာတော့ ဒီကွင်းသစ်တည်ဆောက်မဲ့စီမံကိန်းနဲ့ပတ်သက်ရင်စိတ်လှုပ်ရှားတဲ့အကောင်းတဲ့အရာတစ်ခုဖြစ်တယ်ပေါ့ဒါပေမဲ့တို့ကတော့အဲ့ကွင်းသစ်ကြီးဆိုတာမျိုးကနောက်ထပ်9နှစ်လောက်ကြာအောင်မှာဆိုတော့ကျွန်တော်အနေနဲ့လည်းအဲ့ဒီကွင်းသစ်ဆိုတာတဲ့အခုလက်ရှိအချိန်ကိုပဲကျွန်တော်အာရုံစိုက်သွားမယ်ပေါ့ဆိုတော့ဒါပြောထားတယ်ဒါအပြင် Sergeant Redcliffe ကပေါ့နော်ဒါအင်တာဗျူးမှာပြောထားတဲ့ဟိုလောလောတည်းအတင်းရဲ့ဆွမ်းဆောင်ရည်ဒီမကောင်းဘူးတို့တချို့နော်ကစားမတွေဆိုလို့ရှိရင်လာတာတွေကဖြစ်တင်တာထက်လူတာထက်ပုံပြီးတော့ပြရတယ်ပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့သူကတော့ဟိုယူသသားပြောရမယ်ဆိုလို့ရှိရင်တော့ဗောနော ဟိုသူနဲ့အတူပဲကစားမတွေအားလုံးဟာဒီယာဒီမှာစွမ်းဆောင်ရည်တွေကအင်မတန်အားနည်းနေတယ်လို့သူထင်တယ်ပေါ့ဟိုအဲ့ဒီတဲမှာဆိုလို့ရှိရင်ကစားမတွေတွေမဟုတ်ဘူးကွနော်စွမ်းဆောင်ရည်အားနည်းနေတဲ့မှာသူကိုယ်တိုင်နီးပြကိုယ်တိုင်လည်းသူပါဝယ်တယ်ပေါ့ဗျာသူတပြင်းကက်စမေရိုအကြောင်းပြောရလို့ရှိရင်သူဟာဟိုကစားမဘဝမှာတည်တယ်မလားရနိုင်တယ်မလားဖလားတွေအကုန်လုံးကိုအနိုင်ရထားပြီးသားကစားမတယောက်ဖြစ်တယ်ပေါ့ကစားမတွေကတည်တဲ့ပူပြီးတော့ပူပြီးတော့အများကြီးပူကောင်းအောင်လုပ်နိုင်စွမ်းရှိကြတယ်အယုံဆက်ရမှာကတူးချင်းရဲ့ကစားဆန်တာတွေစိတ်တည်နေတဲ့ လူတိုင်းရဲ့နော်ဒါစိတ်ကိုပြောင်းလဲပေးနိုင်မှုပဲပေါ့နော် mentality ဘိုင်းကတိတ်ကိုအရေးကြီးတဲ့တဲမှာပါတယ်ဆိုတာမျိုးတွေသူပြောသွားတယ်ဒီနေရာမှာတော့သူကကစားမားတွေကိုတည်တယ်မလားလာစားပူပြီးထားရတယ်လို့ဘာလို့ဆိုတာ ਈ နေပတ်သက်ပြီးတော့သူအထုတိလေးသူပြောမသွားဘူးနော်ပြောလို့မရဘူးလေဗျနီးပြတယ်အတင်းပိုင်ချင်သူသူပြောချင်ပြောလိမ့်မယ်လေဗျဟုတ်တယ်မလားနီးပြတယောက်ကတော့အဲ့ဒါတွေသူဝေဖန်လို့မှသူမရတာဒါပေမဲ့သူပြောသူလိုပဲနီးပြအပါဝင်ကိုပဲကျွန်တော်တို့ကဒီရာဒီမှာကစားသမားတိုင်းနီးပါးကစွန့်ဆောင်ရည်တွေကဖြစ်တင်တာနဲ့ပို့ပြီးတော့ညော့နေကြပါတယ် ဘရူနိုဖရန်နက်စ်လိုမျိုးအသင်းရဲ့လက်ရှိဒီယာဒီအကျိုးအပြုဆုံးကစားမကိုကြည့်မယ်ဆိုရင်တော့မှယာဒီအဆ10ဝဲ12ပွဲလောက်ဒီတိုင်ပတ်ခဲ့တာဒါကျွန်တော်တို့တွေးကြည့်လို့ရတယ်လက်ရှိဖာနန်ဒက်စ်တက်ပူကောင်းတဲ့ကစားမဘယ်သူလဲလို့ကျွန်တော်ပြောရင်မရှိဘူးဗျာအရှင်းရှင်းလေးပဲဟုတ်တယ်မလားเนาะဒါပေမဲ့လို့ပေါ့နော်အဲ့လိုဖာနန်ဒက်စ်လိုမျိုးအကောင်းဆုံးကစားမပါလို့ပြောတဲ့သူတို့တော့မှကျွန်တော်ကြည့်ရင်ဒီယာဒီမှာဘရူနိုဖရန်နက်စ်ဟာယာဒီအဆ15ဝဲ12ပွဲလောက်ဒီတိုင်ပတ်နေတာနောက်ပိုင်းကျမှကျွန်တော်ပို့ပြီးတော့ကောင်းလာတယ်လို့ပြောလို့ရတယ်ဒီညသူဘာတွေလုပ်ပြနိုင်မလဲတော့ကျွန်တော်ကြည့်ရမှာပေါ့ဗျာဆိုတော့အမ်ရင်ပြောသလိုပဲ ကစားမတူးချင်းစီတိုင်းကကို့အီသွေးတွေကိုပို့ပြီးတော့ကောင်းမှုတွေအာယုံဆိုင်တင်နေပါတော့အဲမန်တလီဘိုင်းနဲ့ပညာပညာနဲ့ပြောထားတာ okay ဒါတော့တိတ်စိတ်ဝင်စားဖို့ကျွန်တော်မကောင်းဘူးဗျာစာဂျင်ရက်ကလစ်နဲ့သူနဲ့ဂျားနေကဆက်ဆက်ရင်းနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုပြောလဲစာသူရောက်စနေကလေးကဘောနော်ဒီစာဂျင်နဲ့သူရဲ့ဂျားနေကဆက်ဆက်ရင်းကအင်မတန်ကောင်းနေလို့သူခံစားရတယ်ပေါ့ဟိုတယောက်နဲ့တယောက်လည်းဘောနော်အချင်းဒီကိုပုံမလင်းလင်းယူယူတတကျွန်တော်ဒါပြောဆိုဆက်ဆံကြရတယ် ဘုတ်ဖွဲ့ရဲ့အထောက်ပံ့ကိုလည်းသူ့အနေနဲ့ရတယ်လို့သူခံစားရတယ်ပေါ့သူတပြင်းပေါ့နော်ဘုတ်ဖွဲ့ဆိုရတဲ့ Sergeant Redcliffe စီကနေပြောအထူးသဖြင့်ထောက်ခံမှုကိုသူရတယ်လို့သူခံစားရတယ်ပေါ့နော်ဟိုဘုတ်ဖွဲ့ဒီ Sergeant Redcliffe နေမကောက်ဘူးပေါ့နော်ဘုတ်ဖွဲ့တယောက်ချင်းစီတိုင်းရဲ့ထောက်ခံမှုတွေကိုသူရတယ်လို့သူခံစားရတယ်ဒါအရင်ကတည်းရောက်စားကတည်းကသူတိထားပြီးသားအရာဖြစ်တယ်ပေါ့ဗျာဒီအကြောင်းဝါရီနဲ့ပတ်သက်ပြီးတော့လည်းသူတို့ချင်းချင်းကြားထဲမှာစကားပြောကြတာတွေကျွန်တော်ရှိတယ် ဟိုထပါတော့တချို့ဘုတ်ဖွဲ့ဝင်တွေဆိုလို့ရှိရင်အတင်းကစားမားတွေရဲ့ဝတ်စားလေးကန်းနေတဲ့အထိပါလာပြီးတော့တွေးကြတဲ့အခိုက်အတန့်တွေကျွန်တော်ရှိတယ်ပေါ့ဆိုတော့ဟိုဒါတွေဟာလူသိရှင်ကြားပြောရတဲ့နော်ဒီပြောပြရတဲ့အတွက်သူကောင်းနေတယ်တော့သူထင်နေသတော်လည်းပဲပြောချင်တာကဆက်ဆံရေးတွေကတော့ဘုတ်ဖွဲ့နဲ့သူ့ရဲ့ဈာတွေမှာအမှန်ကန်ကောင်းနေပေါ့နော်ကောင်းမှဖြစ်မှာပဲဘာလို့လဲဆိုတော့သူ့ကိုယာဒီအလဲကြီးမှာကျွန်တော်တို့အနေနဲ့ခေါ်ထားတာနော်ယာဒီအလဲကြီးမှာဘာအာမခံခြင်းမှအများကြီးမရှိဘဲနဲ့ခေါ်ထားတာ ဇန်နဝါရီပြောင်းရွှေ့မှာလည်းဘာမှန်ကျွန်တော်အနေနဲ့ဘောတော့ရခဲ့တာမဟုတ်ဘူးဒီအထောက်ပံ့ကပက်ထရစ်ဒူဘူလောက်ပဲကျွန်တော်ရခဲ့တာเนาะကျွန်တော်အန်တိုနီဆန်ဒိုးစ်တို့เนาะပြီးလို့ရှိရင်ကျွန်တော်မာကတ်စထရစ်ဘူတို့လို့ကစားမတွေကိုအငှားချခဲ့ပြန်စားထုတ်ပေးကြလူမရှိခဲ့ဘူးပြောရလို့ရှိရင်အမ်မိုရင်ဟာသူများဒီဘုတ်ဖွဲ့ဝင်ပြောတဲ့မြတ်ခေါင်းငိတ်နေရတယ်ဆိုတဲ့အဆုံအစင်တဲ့မျိုးပဲအဲ့တော့လာမယ့်နေရာဒီပြောင်းရွှေ့မှာသူ့ကိုဘယ်သူတွေဘယ်လောက်ဒီပံ့ပိုးပေးနိုင်မလဲဆိုတဲ့အပေါ်မှာတော့စောင့်ကြည့်ရမှာပေါ့ဗျာเนาะလောလောဆယ်မှာနှစ်ဟိုနှစ်ဖက်ကြားနေမှာဆက်ဆံရင်းကောင်းနေတာကတိတ်တော့ပြဿနာမရှိဘူးဘာကြောင့်လဲဆိုတော့သူလည်းရောက်တာမကြသေးဘူးလေ ီးတယ်မလားဘာမှန်နေသူတမန်လောက်ထားတာတွေကျွန်တော်မရှိသေးဘူးလေအတင်းဘက်ကလည်းဘာမှန်အားဖြည့်ပြတာတွေမှကျွန်တော်မရှိသေးတာဆက်ဆံကြီးကလည်းကျွန်တော်တို့ဒီမှာကောင်းနေဦးမှာပဲဆိုတော့အတင်းရဲ့ပေါ့နော်နွေရာဒီပလန်ဒီမှာဘယ်လောက်ထိချင်းကြီးကောင်းနေတယ်ပေါ့နွေရာဒီမှာဘာပလန်တွေရှိတယ်ပေါ့เนาะဆိုတော့ तू ကတော့နွေရာဒီဈေးကွက်အတွက်နဲ့ပတ်သက်လို့ကတော့ပေါ့နော်ကျွန်တော်မှဘာတွေဆက်လုပ်မလဲဘယ်လိုအစီအစဉ်ကြီးချမှတ်ထားတယ်ဆိုတာတွေကလုံးဝပြည့်ပြည့်တသားရှိထားပြီးသားဖြစ်တယ်ပေါ့ဒါအပြင်ကစားမားတွေခေါ်တဲ့နေရာမှာလည်းဘယ်လိုပရိုဖိုင်ရှိတယ်ဘယ်လိုကစားမားမျိုးတွေကိုခုံမလဲဆိုတာတွေကစား ျွန်တို့အနေနဲ့ပေါ့နော်သိထားပြီးသားပေါ့ဒီလိုပါလိမှာပိုဆွဲဖို့အရေးကြီးလားဆိုတော့အများကြီးအရေးကြီးတာပေါ့ဗောနော် DRD အတွက်ပိုကြိုးစားဖို့ကျွန်တော်တို့အတွက်ခွန်အားတွေရစေလိမ့်မယ်အများကြီးပြောင်းလဲသွားမှာမျိုးတော့မဟုတ်ပေမဲ့ကျွန်တော်တို့အနေနဲ့ဗောနော်ဒါစိတ်တဲ့ခွန်အားတွေအများကြီးပြည့်နေတဲ့ပြိုင်ပွဲမျိုးဖြစ်တယ်ဗောအဲဆန်သမားယူရိုပါလိဒါရမယ်ဆိုရင်ညတိလာဒီလောက်ထိအတင်းသမိုင်းတစ်ချောက်မှာအဆုတ်ဆုံးအချင်ကြီးလို့ပြောလို့ရတဲ့အနေထားတစ်ခုမှာယူရိုပါလိဒါကျွန်တော်ရအောင်ယူနိုင်မယ်ဆိုရင်မင်းစိတ်တဲ့ခွန်အားမပြောနဲ့အချင်ကြီးတွေအများကြီးပြောင်းသွားမှာ နောက်ပါဒီမှာလည်း Champions League ကံကွင်းရမယ်ဟုတ်တယ်မလားနော်ပြီးလို့ရှိရင် Super Cup Final ကလည်းကျွန်တော်ကံကွင်းရအောင်မယ်နော်ပြီးလို့ရှိရင်ဟိုကစားမားတွေကိုကျွန်တော်ခေါ်ဖို့ကြိုးပမ်းတဲ့နေရာမှာလည်းအများကြီးအထောက်အကူကျွန်တော်ပြုအောင်မယ်နော်ဒါအပြင်သူလည်းပဲအများကြီးပိုအချိန်ပိုရမှာထားပါတော့ကျွန်တော်အနေနဲ့ Okay နောက်ရာသီဝက်လောက်ထိပဲငါတို့စောင့်ကြည့်မယ် Ammo Ring ဒီတန်းဆိုအဆင်မပြေဘူးဆိုတာထက် Okay Ammo Ring ကတော့ဒီလောက်ထိဘာလူစင်ရင်မရှိတဲ့ဂျားတွေက Europa League ကိုယူပြထားတာ နော်ငါတို့တော့သူ့ကိုအချိန်ပေးသင့်တယ်ငါတို့ကထောက်ပံ့မှုတွေပေးသင့်တယ်ဆိုတာမျိုးတွေဘုတ်ဖွဲ့ဝင်နေစီကနေပြောကျွန်တော်ရမှာအတူအချိန်ပို့ပြီးတော့ရမှာပဲသိလားဒါမျိုးလို့ကျွန်တော်ခုနကပြောလိုပဲယူရိုပါလိဆိုတာမျိုးကမလွယ်ပါဘူးယူရိုပါလိကျွန်တော်ဖလားရဖို့ကမလွယ်ပါဘူးနံပါတ်1အတင်းမှာ stable performance မျိုးကျွန်တော်မပြနိုင်ဘူးနံပါတ်2ကျွန်တော်လူစင်းရတအားကိုဟိုပါလွာလွန်းနေပေါ့နော်ဟိုပရီးမီးယားလိကလည်းကျွန်တော်ကလက်ရှိအဆင့်14အောက်ကျမှသွားဖို့ရုန်းကန်နေရတဲ့ချိန်ဒါလိုပြိုင်ပွဲမျိုးကိုလည်းထူးထူးမြတ်အာယုံဆိုင်ကစားဖို့ဆိုတာမျိုးက first line နဲ့ player တွေကိုအမြဲတမ်းဒီပါအကုန်အလုံးစုံဒီပါပွဲထုတ်မှရမှာအဲ့လောက်ဒီကျွန်တော်အသိချင်းကြီးကောင်းမနေပါဘူးနော်အဲဆိုတော့သူကတော့ထပ်ပြီးတော့ပြောနေတာကဘယ်လိုပြောမလို့ဒီ sergeant reckley ရဲ့ဒီ interview ကိစ္စနဲ့ပတ်သက်လို့ပြောထားတယ် okay အဲ့ဒါကကျွန်တော်တို့စိတ်ဝင်စားဖို့မကောင်းဘူးဒါမပြောတော့ဘူးနော်ဆိုတော့ဒါပဲနော်ကျွန်တော်တို့ဒီထဲမှာစိတ်ဝင်စားဖို့ကောင်းတာဆိုတော့အသိတောင်းရှူတီရဲ့ဘက်ကလာမယ့်ညရာကြီးအပြောင်းရွှေ့မှာဘယ်လိုမျိုး ကစားသမားတွေကိုခေါ်ယူသွားဖို့အတွက်စီစဉ်ထားတဲ့ blueprint profile type မျိုးရှိတဲ့ player တွေကိုခေါ်သွားဖို့စီစဉ်ထားတယ်ဆိုတာတွေကိုကျွန်တော်တို့ကတော့ပြောထားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒါအဲ့လိုပြက်သားတဲ့ plan ရှိတာက Amorin တို့အများကြီးကောင်းစေတယ်မလို့ကျွန်တော်ထင်တယ်ဆိုတော့ညီကတို့အနေနဲ့ရောဘယ်လိုမြင်ရလဲလက်ရှိ Amorin ပြောတာနေပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်